အခြားဆက်ရှင်လေးကတော့တူရီရင်ထဲအကြောင်းအရာလေးတွေကိုပွပွင်လင်းလင်းလေးနဲ့အာချင်းချင်းပေါ့အများဝေလို့ရတဲ့နေရာလေးတစ်ခုလည်းဖြစ်တယ်ဆိုတော့အတူရီကိုအကြောင်းလေးတခြားကိုစစ်တဲမှာရှိတဲ့အကြောင်းလေးပြောကြမယ်လीနော်သူတစ်ဖြစ်အဲဒီသူတစ်ဖြစ်ဒီ tourist ကိုရောက်လာတဲ့အကြောင်းလေးတွေပေါ့နော် ကိုရီစိတ်ထဲမှာလည်းပြောကြလေးအများကြီးရှိနေမယ်တင်တယ်ပေါ့နော် အမတ်တရရတွေကအများအမတ်တရရတွေတော့အများကြီးပေါ့နော်အဲ့ထက်ကရည်နေရည်ရတဲ့အမတ်တရအဖြစ်ဆုံးအဖြစ်ပြက်ကိုပြောပါဆိုလို့ရှင်အဲ့ level 2ရဲ့ပထမနေ့ပေါ့နော် level 2ရဲ့ပထမနေ့မှာသူကဆရာမ exercise နဲ့အရင်စအောင်အဲ့အဖွင့်ပထမနေ့က exercise နဲ့စတဲ့အချိန်မှာအဲ့နေ့ကငူတာငူတာဆိုတာလေသူကဘလို့အဲ့လိုငူရင်းနဲ့သူကနှက်ချီးတွေပါထွက်လာပြောမှလေ မှာသူနှစ်ချီအဲ့လိုဘူးတီလုံးရင်းတို့ဖြစ်သွားပြီအကြီးအကြီးဖြစ်သွားတော့ဘူးဘူးလုံးရင်းတို့ဖြစ်သွားအဲ့ချိန်မှာရှက်ကလည်းရှက်ကွာဆင်မမျက်လုံးမိတ်တာအဲ့လိုဖွင့်လည်းမဖွင့်ရဲဘူးပေါ့ကွာတကယ်အဲ့တော့တော်တော်ကိုဟာဖြစ်ခဲ့ရတဲ့အချိန်အရန်ကိုလည်းတပြိုင်တည်းမှာဟိုရူလာကိုစတာစီးရတယ်လို့ပဲ emotional နဲ့အရန်ကိုရောက်နေတဲ့အချိန်အဲ့လိုငိုင်းနေတယ်နှစ်ချီအဲ့လိုဘူးပေါင်းရင်းတို့ဖြစ်သွားအဲ့အဲ့ဒီအဖြစ်ဖြစ်ကတော့ဒီတောက်ရှောက်မှာအမှန်အရဆုံးပဲ ဘာကြောင့်ဆောက်ရအောင်လာလဲဆိုအသေးကွဲပြီးတော့ဆောက်ရအောင်လာလို့ပြောရမှာအသေးကွဲတယ်ဆိုတာမှဟို relationship ကြောင့်လည်းအသေးကွဲတယ် friendship ကြောင့်လည်းအသေးကွဲတယ်ပေါ့နော်ဆိုတော့ tissue tissue တွေဘေးမှာပုံလိုက်ရင်ချရပြီးရောလေဟုတ်တယ်အဲ emotion တွေကိုအဲဒီဒီနေရာမှာ let it flow ပေါ့နော်ဘာမှ judgment မလုပ်ဘဲနဲ့ကိုယ့်ရဲ့ emotion လေးတွေကိုအဲဖြစ်ခွင့်ပေးရပေါ့နော်ကျမကလည်းနည်းနည်းအော်ပေါ့ အတွေးများတယ်ပေါ့နော်ကိုကိုကိုလည်းကူတည်တယ်အာတခြားသူတွေကလည်းကျွန်မကိုပြောတယ်ပေါ့နော်အတွေးများတယ်လို့ကျွန်မတို့ကဒီတေချာတဲ့အဖြစ်တစ်ခုလိုချင်နေတာပေါ့နော်ဘယ်ကနေဘလို့စရောက်တာလဲဆိုတော့ဒါကလည်းအားလုံးကြားထဲမှာ common ဖြစ်မယ်ထင်တယ်တိလားဘလို့ကနေရောက်လာတာလဲဆိုတော့လေသူများကိုကယ်ခြင်းပေါ့ ကိုဘေးရလူတွေကအရန်ကိုသိရမလားသူတို့က trauma တွေနဲ့ပေါ့နော်အော် तू ကတော့ဒီလိုတောင်ခံစားနေရရှာ तू ဘွားမှာ trauma တွေညားရပေါ့ငါကဲတင်မဖြစ်မယ်ဆိုတော့အဲ့လို savior စိတ်တက်ကြီးနဲ့ရောက်လာခဲ့အဲကျမဆိုလို့ရှိရင်အရင်တော့ကဒီခံစားချက်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လုံးဝကိုက access မလုပ်ဘူးအဲအမြဲတမ်းဆရာမောင်ဆိုအမြဲတမ်းပြောတယ်အာကိုကိုကို fake လို့ထင်တယ်ပေါ့ဘာလို့လဲဆိုတော့အဲ့ခံစားချက်ကိုတိတော့တိရလို့ထင်တယ်ဒါပေမဲ့ လည်းမခံစားတတ်ဘူးပေါ့မခံစားရဘူးပေါ့ဥမာတခြားသူတွေနဲ့ဆိုရင်ပျော်လိုက်တယ်တခြားသူတွေနဲ့ဆိုဝမ်းနည်းတယ်သူ့အတွက်စိတ်မကောင်းတနာတယ်ဆိုရယ်ခံစားချက်တွေတော့ဟိုတိတော့တိနေတယ်ဒါပေမဲ့အဲ့ဓာတွေကတကယ်တမ်းကိုခံစားနေရတာအမှန်လားအစ်စ်မှန်လားဆိုတော့သိပြီးတော့ ဟိုမဝေခွဲတတ်ဘူးဆိုတဲ့အာမျိုးပေါ့နော်ကိုအဲ့တော့ပြောရမယ်ဆိုဒီခန်းစားချက်ကိုနားမလည်ဘူးခန်းစားချက်တည်းကိုမတော်တတ်ဘူးခန်းစားချက်ကိုကိုကဟို distant လောက်ထားတယ်ဆိုတဲ့အနေထားလေးကနေပြီးတော့ကျမတို့ကျမတုံးသွားဆိုရင်စခဲ့တယ်ပေါ့နော်အဲ့ဒါလေကျမအတွက်ပေါ့နော်ကျမအတွက်ကကြတော့ဘယ်လိုလဲဆိုတော့လေအဲ့11 1တက်တဲ့အချိန်ကလေးက ဲ့ဒီမတိုင်ခင်ကကိုကိုကိုအရင် emotional ဖြစ်တယ်လို့တော့ခံစားရတယ်ဒါပေမဲ့အဲ့ emotional ဖြစ်တာကိုကလုံးဝမကြိုက်မျက်ရည်ကျရတယ်ဆိုလို့ရှိရင်ကိုကိုကိုပျော့ညံ့တယ်လို့ထင်တာပေါ့နော်အဲ့မျက်ရည်ကျရတဲ့အတွက်ကို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 ပြန်ဒေါသထွက်အဒေါသထွက်လေးမျက်ရည်ကကျတယ်အဲ့ဒီမှာပဲတန်တရားလေးပြောမှမနှမိုးလေးအဲ့လိုမျက်လုံးကြီးဖောင်းအစ်ပြောမှအလုံးမသွားနိုင်ပါညာအဲ့လိုထီလို့ဖြစ်တာပေါ့အဲ့မှာ level 2လောက်ရောက်ပြီးတော့မှအဲ့လိုကောင်ဆယ်လာနဲ့တွေ့ပြီးတော့နိ ဘယ်လိုခံစားလာရလဲဆိုပထမဆုံးအချိန်ငူရာကို village ဖြစ်တယ်လို့ခံစားလာရတယ်ကငူရာကငါအပြစ်မဟုတ်ဘူးဆိုရယ်ခံစားချက်အဲ့ခံစားချက်ကိုလုံးဝပိုင်ပိုင်နိုင်နိုင်ခံစားလာရဒီလိုအချိန်နေဖြစ်တဲ့အချိန်မှာဒီလူတယောက်ကငူမှာပဲပေါ့နော်အဲ့ဒီအဲ့ဒီအတိုင်းကိုခံစားချက်ကို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 အတိအမှတ်ပြုဖြစ်တဲ့အပြင်ကိုအဲ့လိုအနောက်ကိုပြန်သွားကြည့်ပါညာတော့တဖြည်းဖြည်းချင်းပေါ့နော် အဲ့အဲ့ဒီခံစားချက်လေးရောတတော်ကိုခံစားလို့ကောင်းတဲ့အခိုက်အတန့်ပေါ့နော်ငိုရဲဆိုတော့အပြစ်မဟုတ်ဘူးဆိုတဲ့ဟာတခုရှေ့တောက်ရှောင်းကကိုကကိုကိုကိုငိုတဲ့အတွက်ကိုအပြစ်တခုလို့ခံစားခဲ့ရငိုတာအရန်ကိုပျော့ညံ့နေပေါ့နော်အဲ့လိုပုံစံမျိုးဟိုဘလောက်ပဲအရှိမပါရဖြစ်ဖြစ်ပြိုလဲမသွားရဘူးတန်မာရမယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုဖြစ်ပေမဲ့တကယ်တကယ်ကတော့ကိုကအရန်ကိုဟိုချက်ခနေရှိငြိမ်ကြီးကြတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီအတွက်ကို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 မကြိုက်နေပြီမဲ့ ပထမဆုံးချိန်အဲအဲ့ဒီခံစားချက်ကိုခံစားရတဲ့ခံစားချက်ကလေတော်တော်လေးလဲနွေ့နွေ့ထွေးထွေးရှိပြုံးပါလေ음ဘယ်လိုပြောရမလဲမမပြောပြတတ်ဘူးပေါ့နော်စကလုံးအနေနဲ့ခံစားလို့ကောင်းတယ်ဟောအဲ့လိုတော့ပြောတတ်တယ်ခံစားလို့ကောင်းတယ်ပေါ့နော်နောက်တစ်ခုကမမမုန်းငယ်ပြောတော့တဲ့လိုမျိုးကိုကအဲ့လိုခံစားချက်တွေကို fake လုပ်နေတယ်လို့ဟို assessment ဖြစ်ဖို့ဘယ်အချိန်မှခံစားရလဲဆိုတော့အခုခံစားရတာ အကူအခုအဲ့ဒီ stage ကိုရောက်နေတဲ့လူမျိုးပေါ့နော်ဘလို့ဖြစ်လာလဲဆိုတော့လေအော်ငါဒီခံစားချက်ကိုခံစားတာဟုတ်ကောဟုတ်ရဲ့လားပေါ့နော်ဒါကဒီလိုခံစားတင်တာဟုတ်ရဲ့လားပေါ့နော်အဲ့လိုအဲ့လိုမျိုးအခြေအနေယူရောက်နေတယ်လို့ခံစားရတယ်တိကဟိုအရှိမှာကျတော့ down shot emotionally ဖြစ်တခုခုဆိုလို့ရှိရင်ဟိုဝမ်းနေပေါ့နော်ဒေါသထွက်အဲ့လို emotion ကိုဖြတ်ခနဲဖြတ်ခနဲတွေ့ရမယ်အခုကျတော့ဘလို stage ကိုရောက်သွားလဲဆိုတော့ထုံထုံပေါ့အဲ့ဒီနေရာတခုမှာ ဟိုကိုနဲ့ကိုကြားမှာအဖြေရှာဖို့ရုန်းကန်နေရတယ်ပေါ့နော် အခုအနေထားတော့အဲ့လိုပုံစံဖြစ်နေတယ်ဆိုတော့ဒါလေးကတော့ကျွန်မရဲ့อืมခုနမမုန်းငင်မိတာလေးနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်အဲ့လိုလေးဂျုံခဲ့တာပါအဲခံစားချက်တွေနဲ့အဲ့လိုဝေးနေလား distance ဖြစ်နေလားဆိုတော့အဲ့လိုဖြစ်တဲ့အချိန်လေးရှိတယ်ပေါ့နော်အမ်ခန်းစားချက်တွေကိုတက်ကားကြတာဘယ်လိုဖြစ်လဲဆိုမကြည့်ချင်တော့ဘူးပေါ့နော်ဒီဟာတွေကိုပဲကြည့်နေရတယ်ကိုကငကောကလည်းအငိုလွယ်တဲ့သူ အရန်ကိုဟို emotion တွေဖြစ်လာပြီဆိုလို့ရှင်တက်လာပြီဆိုလို့ရှင်ငိုချလိုက်ရမှာပေါ့နော်ပြီးတော့မှလုံးစရာရှိရလုံနိုင်တယ်ဒါမှမဟုတ်အမ်ဒါမှမဟုတ်လေခုနကမဆွေမဆွေကပြောရတယ်လို့ပဲလေအလုံးမတော်နိုင်ဘူးဆိုတဲ့အခြေအနေလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီ emotion ကိုကလည်းအတိမတ်မပြုတ်နိုင်မချင်းပြောရမယ်ဆိုလို့ distance ဖြစ်နေတဲ့အချိန်ဆိုလို့ရှင်လေဘာကြီးက block ဖြစ်နေမှမသိပဲနဲ့ရင်ဘတ်ထဲမှာနေနေလို့မကောင်း ဟိုအဆက်တွေပြတ်တယ်ဆိုတဲ့နေရာရောက်တယ်ပေါ့နော်ရောက်လို့ရှိရင်အလုပ်တွေလည်းမသွားနိုင်ဘူးဘာဖြစ်တာလဲဘာဖြစ်တာလဲပေါ့နော် anxiety တွေလည်းဖြစ်တယ်အဲ့အချိန်မှာလीတကကြာအဲ့လိုမျိုးပေါ့နော်အဲဒါပေမဲ့တစ်ဖက်က emotion နဲ့ချိန်မိရဲ့အချိန်တွေလည်းရှိရပေါ့နော်ရှိရခါကြရင်လေဒီဟာလေးကခံစားလိုက်ရတယ်ဆိုလို့ရှိရင်ဒီ emotion လေးကအဲကိုယ့်ရဲ့ဒီ timeline ကိုတော့ပြန်ကြည့်ရပေါ့နော်ကိုငငယ်တုန်းကရောဒီ အဖြစ်ပြက်ကမတူပေမဲ့ emotion ကတူတယ်ပေါ့နော်။ဥပမာကြောက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးကဘယ်ချိန်တုန်းကကြောက်ခဲ့ဘူးကလဲ။ငငယ်တုန်းကဆိုရင်ဘယ်လိုမျိုးကြောက်ခဲ့ဘူးကပေါ့နော်။အဲအဲ့လိုမျိုးအော်အမားလုံးမြာကြောက်တယ်ဆိုလို့ရှိရင်လည်းငငယ်တုန်းကအမေဆူဟိုအမေဆူတဲ့အချိန်မှာလေ။အဲကြောက်ခဲ့တာမျိုးဥပမာဝမ်းနေတယ်ဆိုရင်ဒီဟာကပေါ့နော်။ငါတို့ဘယ်နေရာလေးကလိုအပ်ချက်ရှိနေလို့ ဝင်နေရတယ်ကိုကိုကတော့မဖြစ်စီပေးနိုင်တာလေဆိုရင်ဟိုငငယ်ကိုပြန်သွားပြီးတော့ဟောငါပဲအရွယ်တုန်းကတော့အဲ့ဒီအယုတ်ကလေးကိုငါမရခဲ့ရရှိတယ်ပေါ့နော်အဲ့ဒီအဲ့ဒီအချိန်တုန်းကငါကလည်းဒီလိုမျိုးပဲဝင်နေခဲ့ပါလားပေါ့နော်အဲ့လိုမျိုးလေးတော့ပြန်ချိန်မိတယ်ဆိုတော့ဒါမှမဟုတ်လို့ပြန်ချိန်ခြင်းရဲ့နောက်မှာကိုယ့်ရဲ့ emotion လေးတွေကပို့ပြီးတော့ valid ဖြစ်လာတယ်ဆိုတဲ့နေရာလေးရောက်တယ်ပေါ့နော်ခုနကမဆွေကပြောသလိုနိဆိုဆိုအဲ့ထုံထုံကြီးဆိုလို့မဆွေကပြောသွားတာကိုလည်းခံစားရရပေါ့နော်အဲ့ထုံနေဆိုတဲ့ထုံနေဆိုတဲ့အချိန်ကလည်း ရောက်တယ်ပေါ့နော်ကိုယ်စစ်တက်ကကြတာအဲ့လိုဖြစ်တဲ့ချိန်ကြလို့ရှိထုံတာနေမဟုတ်ပဲနဲ့ anxiety တွေဖြစ်ပြီးတော့လေဟိုမီးခဲကြီးမျိုးချထားရတယ်လို့လားအဲ့လိုမျိုးလေအသက်ရှူတွေမဝါဖြစ်ပြီးတော့အဲလုံးမတုံမတုံမိရယ်ဆိုတဲ့နေရာကိုရောက်တယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဲ့မဲ့လေခုနအဲ့လိုကိုငငယ်ရ emotion ချိန်နိုင်တယ်အဲတွားပြီးတော့ချိန်မိရဲ့ဘာညာကိုလေတခါတလေကြာရင်ကိုရင်းနေတဲ့သူတချို့ဘာညာပြောမိရင်လေဟိုယူတယ်လို့အထင်ခံရတဲ့ အခါလည်းရှိတယ်။ဟုတ်သူကဟုတ်တယ်။ဟုတ်ငယ်ငယ်တုန်းကအပူတွေပေါ့နော်။ဟုတ်တယ်အပူတွေပေါ့နော်။ငယ်ငယ်တုန်းကမရခဲ့တဲ့အယုတ်ကလေးကိုအခုချိန်မှာသွားပြီးတော့ခန်းစားနေရတာ။သူကကြည့်ရအောင်နော်။တိတ်ပြီးတော့ဟွာအုံတော့မကောင်းတော့ဘူးထင်တယ်ပေါ့နော်။အဲအဲ့လိုမျိုးလေယူနေရလို့အထင်ခံရတာလည်းရှိရပေါ့နော်။ဒါပေမဲ့ကိုကလည်းကိုဟာကိုယူတယ်လို့လက်ခံထားတယ်ဆိုတော့အဆင်ပြေပါတယ်။ဘာမှမဖြစ်ဘူး။အဖြေရှိနေပြီသားအဖြေရှိနေပြီသားဖြစ်နေ တဲ့ဖြစ်တဲ့အောင်နဲ့အတွေ့အကြုံလေးကတော့စိတ်ဝင်စားဖို့တော့အရင်ကောင်းနေပါတော့ပြီးတော့အာကျမကျုပ်အဲ့လိုအမကျုံနေနေရာလေးတခုဆိုလို့ရှိရင်ကိုကခုနလူမျိုးပေါ့ကိုစိတ်ခံစားချက်ကိုကအရင်ဟို fake ဖြစ်တယ်လို့ခံစားရတဲ့အခါကြတော့လေဟိုအမြင်စိတ်ထဲမှာမလုံခြုံတော့လို့ပဲခံစားရတယ်လားအမတခြားသူတွေက အာမမုန်းငယ်ဒါဘလူလေးပေါ့နော်မမုန်းငယ်နဲ့အဲစကားပြောရတာကောင်းလိုက်တာလို့ပြောလဲကို့မှာမလုံဘူးဘာလို့လဲဆိုတော့ကို့ရဲ့စိတ်ထဲမှာကအဲ့ခံစားချက်ကြီးကဟာငါသူနဲ့စကားဟိုအမဆိုရင်ဟိုဟာပြုံးပြုံးရည်လေးနဲ့စကားပြောတတ်တယ်ပေါ့ပြုံးပြီးတော့ဟာစကားဆိုရင်အဲ့လိုမျိုးပေါ့အရန်ဟို smooth ဖြစ်အောင်ပြောတယ်ပေါ့တခြားသူနဲ့ပေါ့နော်အဲ့လိုဟိုအဆင်ပြေအောင်ပြောတတ်တယ်ဒါပေမဲ့အဲ့လိုပြောလိုက်နဲ့အဆင်ပြေသွားတယ်ရလက်ကလည်းကောင်းနေဆိုပေမဲ့အဲ့ဒါဟိုပဲစိတ်ထဲမှာကို့ဟာကိုမလုံဖြစ်နေရယ်ဆိုတော့ခံစား ားချက်ကြီးပေါ့နော်အဲအကြောင်းမို့လဲဟိုတို့တွေပြောတယ်လေဒီခါလေးကြာရင်ဟိုတို့တွေမမြင်နိုင်နဲ့ကိုလှုပ်တဲ့အရာတခုကဒီကယ်ပဲဒါကိုရဲ့အစ်စ်မန် authentic self လားဒါမှမဟုတ်ဒါတွေကတို့တွေအတွက် illusion ဖြစ်နေလားဆိုတာကြီးက ဟိုမသိမသိဘူးပေါ့ကိုယ်တိုင်ကိုကပြန်ပြီးအဲ့နေရာလေးကိုသွားကြည့်တော့မှကိုကအဲ့နေရာလေးကိုသွားပြီးတော့မှဟိုလေနားလည်အောင်လုံးမကြည့်မချင်းအောင်လေအဲ့ခံစားချက်ကြီးနဲ့နေရတကယ်ကိုတက်တောင့်တက်တောင့်မဖြစ်ဘူးပေါ့နော်အမတော်ကတော့အဲ့လိုမျိုးခံစားရတယ်ဟိုလေအခုက level 2တက်နေရတဲ့တင်းနှန်းသူဖြစ်တော့ကြောင်လေတီချင်က စရဲကဟိုစရဲကဘာမှလိုက်လဲဆိုတော့ emotion နဲ့အတူနေပေါ့နော်။အေးဟာလေးကကျမတို့လေတင်တန်းချိန်မှာလေမဟုတ်ဘူးပေါ့နော်။တင်တန်းချိန်ပြင်ပမှာအာပြီးရေချိုးနေရင်းနဲ့ဒီခါလေးမျက်နာတင်နေရင်းနဲ့အဲ emotion နဲ့သွားချိန်လို့ရှင်လေမျက်နာတင်ရင်တန်လိုင်းသွားတိုက်နေရင်တန်လိုင်းနဲ့လေအာအဲ့ဒါကိုသွားစဉ်းစားနေတာပေါ့နော်။သွားစဉ်းစားနေပြီးရင်လမ်းသွားနေရင်းနဲ့လေကိုကတခုခုကို emotion နဲ့နေနေရလေကိုက emotion နဲ့နေနေရအောင်တကူကိုစဉ်းစားမိလို့ရှင်လေအဲ့လိုယူကြီးကခက်တီတီ ဖြစ်သွားတာလို့လို့တကယ်တော့ကိုကအလေးနဲ့စဉ်းစားနေရပေါ့နော်ဒါပါလဲဆိုတာကိုကြည့်ရအဲ့ emotion နဲ့အတူတူနေနေရအဲ့တော့ကြတော့ အကုန်းနဲ့အပြင်သွားအတူတူသွားနေတဲ့သူကဟာဘာကြီးဖြစ်သွားလဲပေါ့နော်ရှုပ်တရဲ့စကားပြောနေရင်ကနေပြီးတော့ဘာဖြစ်သွားတာလဲဆိုတာကိုနားမလည်ဘူးပေါ့ရရင်နားမလည်ခဏလေးငါ့ကိုငါနားလည်တယ်ငါ့ကိုနားမလည်နဲ့အောင်နောက်မှပြန်ပြောပြမယ်ငါဘာဖြစ်တယ်ဆိုတာပေါ့နော်အဲ့လိုတွေဖြစ်တယ်ကျွန်မကြောက်လေဟို emotion နဲ့အတူတူနေနေရတဲ့အခါမှာအဲ့လိုဒီရင်မထဲမှာဒီနေရာကြီးမှာလေဆုတ်တက်ပြီးတော့အဲ့လိုတင်းလာတာပေါ့နော်အဲ့လိုဆိုရဖြစ်လို့ရှိရင် သူများတွေကကြတော့ပျော်ပျော်ရွှင်ရွှင်တတုံတတန်နေနေနိုင်ပြီးတော့ငါဘာလို့တခုခုဖြစ်တိုင်း emotion နဲ့အတူအာ emotion နဲ့အတူဒီ emotion ကဘာ emotion လဲပေါ့ပျော်တာဘာဟုတ်ပျော်တာလဲငါတကယ်ပျော်တာဟုတ်လားပေါ့ဝမ်းသာသွားတာဝမ်းသာငါဘလို့လေးဝမ်းသာတာလဲပေါ့အဲ့လိုကြီးတွေးတာပေါ့နော်ဒေါသထွက်တယ်ဆိုရင်ငါဒေါသထွက်တာဒေါသထွက်လွယ်တာလားဒါမှမဟုတ်သူပြောတဲ့ဘယ်စကားလုံးကို ဒေါသထွက်တာလေပေါ့နော်။ तू ပြောတဲ့ behaviors ကိုကိုမကြိုက်လို့ဒေါသထွက်တာလား။အဲ့လိုပေါ့။ကိုခါလေးကြားလို့ရှိရင်ကိုကဒီ emotion ကိုအခြေအနေအကြောင်းအကြောင်းကြောင့်နည်းနည်းလေးဖိနှိပ်လိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးမှာကိုက physical symptom တွေပြလာပေါ့နော်။လို့ချွေးထွက်လာတာ၊ရှင်းနေတုံလာတာပေါ့နော်။အဲ့လိုလေးလေးဖြစ်တယ်ပေါ့။အော်မမိုးငယ်မေးတဲ့မိခွန်းလေးနဲ့ဆိုရင် emotion နဲ့ distant ဖြစ်နေလားဆိုရင်တော့ကျွန်မကလုံးဝဆယ်တော့မဖြစ်နေဘူးပေါ့နော်။ဘာလို့လဲဆိုတော့တင်းတင်းတက်နေတဲ့အချိန်ဆိုဖြစ်လိုက်လို့လည်းမရဘူးတိလား။ မရဘူးပေါ့နော်အော်ဖြစ်လိုက်တာနဲ့လေလွတ်သွားလို့ရှင်အဲ့ဒီဟာလေးကိုအစပြန်ပေါ်ရတာအရင်မူလနေရာလေးကိုပြန်သွားပြီးတော့စဉ်းစားလို့မရတော့မူလခန်းစားချက်ကလေးကပြန်ပြရတော့ပေါ့နော်အဲ့ဒါလေးတမျောတော့ကြတော့ထမင်းစားနေရင်လည်းအဲ့ဒီ emotion နဲ့ရောက်သွားလို့ရှင်လေရောက်တဲ့အတိုင်းကြီးအဲ့လိုတန်လန်းကြီးနေပြတဲ့ချိန်ကြီးလည်းရှိရဲပေါ့နော်အဲ့ဒီဟာလေးဟုတ်ခုနမမုန်းငယ်ပြောတာနားထောင်ရင်းနဲ့လေဘာရောက်သွားလဲဆိုတော့ ဆွေဝါကြတော့ကိုကိုကို enough မဖြစ်ဘူးဆိုတဲ့ခံစားချက်ပေါ့နော်အဲ့ဒီခံစားချက်ကိုအမြဲလွှမ်းမိုးနေတာပေါ့ဘလို့လဲဆိုတော့ခုနကမလင်းထက်ပြောတာနဲ့ချိန်ရလို့ရှိရင်အဲ့လို emotion တစ်ခုတွေ့ရင် hold ထားပေါ့ဒီချက်အဲ့လိုပြောရမှာ hold ထားဒီ emotion ကို hold ထား emotion နဲ့မှပဲနေတယ်။ဒါပေမဲ့ဘလို့ဖြစ်လဲဆိုတော့ကိုကအဲ့ hold ထားဆိုတဲ့အဓိပ္ပာယ်ကရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့လည်းအဲ့ဒါကိုနားမလည်နိုင်ဘူး။ငါလောက်တာမှန်ရလားပေါ့နော်။ဒီ emotion ကို hold တဲ့ပုံစံငါ hold ပုံ hold နေရမှန်ရလားပေါ့။အဲ့ တစ်ချက်ဘလို့ဟိုးရမှာလဲပေါ့နော်ဟိုးရဲဆိုတာဘာကိုပြောရလဲအဲ့မှာတစ်ချက်သူပြောနေကြအတိုင်းပဲပြောတာပေါ့နော်အဲ့ဒါပြောတော့ကျမကဘာပြန်ပြောမိလဲဆိုတစ်ချက်အဲ့ဒီအကြောင်းကိုပြောတာအခါ20နောက်တောင်နားထောင်ပြီးပေါ့နော်ဒီအကြောင်းပဲပြောနေတာပေါ့နော်အဲ့လိုကိုကိုကကိုကိုကိုလေး certain ဖြစ်တယ်လို့မခံစားရအောင်ဒီလားငါလောက်တာမှန်ပါတယ်ဆိုရယ်ခံစားချက်လीငါဒီ enough ဖြစ်နေပါတယ်ဆိုရယ်ခံစားချက်အဲ့ဒီခံစားချက်ကြီးကိုမခံစားရအောင်ပြီးတော့ ခံစားချက်တစ်ခုပေါ်လာလို့ပေါ့နော်အခုလက်ရှိမှာဒီခံစားချက်ကလေးပေါ်လာတယ်ဆိုလို့ရှင်ကိုကအဲ့လိုဟိုပြန်ကြည့်တယ်ပေါ့နော်အနောက်ကိုပြန်ကြည့်တယ်ငါပါလို့ဒီခံစားချက်ကဘယ်တော့မှဒီလိုဆင်တူတဲ့ခံစားချက်မျိုးငါမှရှိခဲ့ရတယ်ပေါ့အဲ့လိုပြန်ကြည့်ရဲ့ချိန်မှာလဲကျွန်မမှာဘာခံစားချက်ဖြစ်တယ်ဆိုလို့ရှင်လေငါကြည့်တဲ့ event ကမှန်ရလားပေါ့နော်အဲ့အဲ့ငါတောက်လျှောက်လိုက်တယ်ဒီလားငါဒီ event ကိုတော့ကြည့်ရမှန်းရလားတကယ်ဒီထက်ဟို deep ဖြစ်တဲ့ဟာတခုများရှိနေမလားပေါ့နော်အဲ့ဟာရတောက်လျှောက်ကိုမှလေး ဟိုခရစ်လုံနေတာပေါ့နော်အဲ့လိုကတ်နေတာဒီပါအဲ့ဒါဟိုအခုသတိထားမိရယ်ဆိုတဲ့ဟာလေးကတော့အခုပြောနေရင်းနဲ့မှဟိုအော်ဒါလေးကလည်း good point ပဲပေါ့နော်ကိုကိုကိုအဲ့လို relief ပြန်ဖြစ်တဲ့ခံစားချက်တော့ဖြစ်ပြီမယ်အဲ့ဟာကြီးကတော်တော်ကြောက်စရာကောင်းတယ်ဒီလားတခုခုခုမှဟိုငါဒီခံစားချက်ကိုခံစားရငါမှတော့ဘယ်တော့မှတော့ဒီခံစားချက်ခံစားရပါလားလို့တွက်ကြည့်လိုက်ပြီဆိုရင်ကျွန်မဟဲ့ဒါဟုတ်ရလားပေါ့နော်ဟဲ့ဒီထက်ဟိုဖြစ်တာရှိသေးလားပေါ့နော်ဟို prominent ဖြစ်တဲ့ဟာတစ်ခုခုပေါ့နော်ငါကြည့်နေတာမှန်ရဲ့လားဆိုတဲ့ဟာတစ်ခုအဲ့ဒါကြီးအမြင်ကုတ်မှာလိုက်အဲ့လိုခံစားရ